လမ်းကျန်းနေမှာပဲ off road ဆန်ဆန်ဆွဲမလားလမ်းကျောမှာပဲ kiwi မောင်းနေမလားဆွဲသုံးရတဲ့ဆိုင်ကယ်ကိုပြောပါဆိုရင် Avenger Bike လို့လူတီများတဲ့ VNW R1300G ဆိုင်ကယ်ကိုညွှန်ပါလိုက်မယ်ဒါကြောင့်ဒီကနေ့မှာတော့မော်တော်နစ်ခဲဆိုင်ငယ်ချစ်သူမိတ်ဆွေတွေအတွက် round 15မော်တဲ့ BMW R1000 GS ဆိုင်ငယ်အကြောင်းကိုဒီကနေ့ review လုပ်ပေးသွားကြပါမယ်။ အားလုံးမင်္ဂလာပါကျွန်တော်ကြောင်မှာမော်တော်ဘိုက်အော်ဒါတယောက်ဖြစ်ပါတယ်။ဆိုင်ကတစည်းနဲ့ဆွန်းစားတော်လာခြင်းတွေအတွက်တောင်ပေါ်မြေပြန့်မရွေးမောင်းနေလို့ကောင်းတဲ့ဆိုင်ကိုရွေးချယ်ခြင်းနဲ့ဆိုရင်ရောင်း25မော်တဲ့ BMW R1000 GS ဆိုင်ကိုညွှန်ပါလိမ့်မယ်။မြို့ပြမှာနေ့စဉ်မောင်းနေအသုံးပြုလို့သူတွေအတွက်စီးနင်းရတာတက်တောင့်တတာနဲ့ကြောကြောရွရွရှိလာပါတယ်။ အာထောင်တော်က GS အပြင်မြေဝဲတစ်ခုဖြစ်တဲ့အာထောင်တော်က GS Avenger ကိုလည်း BMW ကထုတ်လုပ်ထားပါဗျ။ခီးဝေးသွားမယ်။လမ်းကျမ်းမောင်းမယ်ဆိုရင်အလေးချိန်နည်းနည်းပုံများပြီးပုံမြင့်တဲ့ Avenger ကပိုတင်တော်ပါလိမ့်မယ်။ Avenger ရဲ့စီတိုင်ကြီးကပိုကြည့်ပြီးလမ်းကျမ်းမှာအစဉ်ပြေအောင်စိုင်းနှိမ့်စနစ်ရဲ့အနှိမ့်မြင့်အကွာဝေးကိုပုံမြင့်ပေးထားတာတွေ့ရတယ်။ လိုင်းကျမ်းမှာဆိုင်ကယ်လဲရင်မထိခိုက်အောင်အင်ဂျင်ဂီယာဗောက်အဆရှိတဲ့ရေကြီးအစိတ်ပိုင်းတွေကိုအကာအကွယ်ပေးတဲ့ Skevlate Crash Bar တို့လိုအကာအကွယ်တွေကိုလည်းပို့သုံးပေးထားပါတယ် BMW ရဲ့ထင်ငယ်ဆိုင်ကယ်မော်ဒယ်ဖြစ်တဲ့ R1200GS ရဲ့95မော်ဒယ်ကိုလေ့လာကြည့်ရင်စီလင်ဒါနှလုံးတို့ 1000cc အင်ဂျင်ကိုတက်ဆင်ပေးထားတာဖြစ်လို့စွာပြေးဝတဲ့ဆိုင်ကယ်တစ်စီးဆိုတာတော့တန်တရားဖြစ်စရာမရှိပါဘူး ခလုံးနိုင်ပြီးစနိုးနိုင်တဲ့စနစ်ဖြစ်သလို Evo အခြေအနေမှာဆိုင်ငယ်ကိုအမြင့်ဆုံးစစ်တပ်နိုင်စေဖို့ဆိုင်ငယ်လက်ကင်မှာ Crazy Cloud လဲပါဝင်ပါတယ်အမြင့်နှုန်းကတနအီဟု225ကီလိုမီတာနှုန်းအထိအမြင့်ဆုံးမောင်းနှင်နိုင်သလို Kia က Manual Gear 6ချက်နဲ့လိုသလိုမောင်းနှင်နိုင်ပါပါ Riding Mode တွေအနေနဲ့စီစားတက်တာစီမဲ့ Eco Mode မိုးရည်တဲ့စီနီမိုးတွေ့ remote launch mode မောင်းနှင်မိုးတွေ့ rock mode နဲ့ launch mode မောင်းနှင်မိုးတွေ့ enduro ဆိုပြီးမောင်းနှင်မှု ပုံစံ၄မျိုးပါဝင်တာတွေ့ရပါတယ် ကပြင်းဒီနေရာနဲ့လမ်းကြောင်းပြဖို့ GPS နဲ့ navigation နဲ့ကုန်းတစ်တွေမှာအထောက်အကူပြုမဲ့ Histack Windows နဲ့တတမတ်တဲ့အမြင်နှုံးနဲ့မောင်းနေနိုင်မဲ့ Cruise Windows နဲ့ကုန်အားကောင်းစေမဲ့ Traction Windows နဲ့စတာတွေလည်းပါဝင်ပါသေးတယ်။ BraceNet ကရှေပင်ရောနောက်ဘက်မှာတဆင်ပေးထားတဲ့ GUI Channel ABS ဖြစ်လို့ Evo Breakout တဲ့ကဘိန်းတွေဆွဲတော်တာမျိုးမရှိပဲဆက်လက်မဖြစ်အောင်ထိမ့်ပေးနိုင်တယ်။ရှေပင်တွေ Disney ခုပါဝင်တဲ့ twin display တုံးပြတာလို့ premier ပူကောင်းပြီးနောက်ပိုင်းကတော့ single display ဖြစ်ပါတယ်အလွိုင်းမိတ်နေဖြစ်တဲ့ရှေ့ဘင်းခွေအရွယ်စားက16လင်းမနဲ့နောက်ဘင်းခွေအရွယ်စားက18လင်းမရှိပါတယ်ဆိုင်ငယ်လေးချိန်တွေကိုလေ့လာကြည့်ရင် GS က239 kg ရှိပြီးတော့ Avenger က269 kg အသေးသေးရှိပါတယ်ထိုင်ကုန်မြင့်က850 mm ရှိတယ် စီတငီဝန်ဆက်မှုပမာဏဆိုရင် GS က19လီတာဆန်သလို Avenger ကလီတာ30ဆန်ပါတယ် VNW R 1000 GS ကခင်မီဆိုင်ငယ်တစီ BB Digital တိုင်ခွဲမိုဘိုင်းချိစစ်နိုင်မှုနဲ့ USB Automatic ပါဝင်သလို Shimizu နဲ့နောက်မီနေလင်းမီစတာတွေအားလုံးကို LED မီတွေတုံးပေးထားတယ် ဘလို့အဟံတားကိုမစိုးကြော်လာနိုင်ပြီးစင်းနင်းတူကိုပျော်ရွှင်မှုထွက်တက်ရောက်စေမဲ့ round 25မော်တဲ့ BMW R1300 GS cycle ကို VNW က3နှစ်နဲ့ကီလိုအကန့်အသတ်မရှိအမကန်ပေးထားတဲ့အတွက်စိတ်ချလက်ချစင်းနင်းနိုင်မှာဖြစ်ပါတယ် round 25မော်တဲ့ BMW R1300 GS cycle ကလက်ရှိမှာမြန်မာနိုင်ငံဈေးကွက်ထဲကိုဝင်ရောက်ဖို့မရှိသေးပါဘူးအကယ်၍ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကမော်ဒယ်နိုင်နေက BMW R1300 GS cycle ကို license ပါနဲ့လိုက်ရှာနေတယ်ဆိုရင်ရန်ကုန်တိုင်းမော်ဘီမြို့ ရန်ကုန်ပြည်လမ်းမကြီးဘေးဆပ်ပလိုက်မှတ်တိုင်နဲ့၁၆မှတ်တိုင်ကြားကကုမြုံဝင်းဆိုင်ငယ်ရှိုးရုံးမှာရှိပါတယ်။မန္တလေးမြို့58လမ်း၁၁၀နဲ့၁၁၀အေကြားမှာလည်းကုမြုံဝင်းဆိုင်ငယ်ရှိုးရုံးထပ်ရှိပါသေးတယ်။အရင်မှအခု review လုပ်သွားတဲ့ BMW R1200GS ဆိုင်ငယ်အပါအဝင်လူရကရှိုးမဲ့ Super Voice ဆိုင်ငယ် Honda CB150R, CB650R, CB900R, Yamaha MD50, Yamaha R15, HSR155 ကမ္ဘာစကီဇက်တောင် KTM ဆိုင်ကလေး ဝင်တာရှယ်တို့အိန္ဒိယနိုင်ငံထုတ် Royal Phoenix ကဆိုင်ငယ်မျိုးစားစုံနဲ့ကဘာကျော် BMW GS ထောက်နေရာဆိုင်ငယ်တို့ကိုတနင်္လာနေ့မှာစုံစုံလင်းနဲ့ဝယ်ယူရရှိနိုင်မှာပါဆိုင်ငယ်ဘင်းကြီးတွေကြီးတီးတဲ့ brand ဆောင်တာရှိမှုဝန်ဆောင်မှုကောင်းမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိတာတွေကကျွန်တော်ကိုယ်တိုင်သဘောကျမိတဲ့အချက်တွေပါကုမျိုးဝင်းဆိုင်ငယ် showroom မှာဘင်းကြီးဆိုင်ငယ်မျိုးစားစုံကိုနောက်ဆုံး model ကစလို့နောက်23 model အထိ license ပါတွေနဲ့ရရှိမယ်အဲ့ဒီတွေကိုလည်းရေဘူး AA စတာတွေနဲ့အခန့်ဝန်ဆောင်မှုပေးထားသလိုနေဦးရမာယူတွေဆိုရင်တိကျထုတ်ဖို့ပြီး ီးကားနဲ့တင်ပို့ပေးထားတယ် ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေနေနဲ့ဘင်းကြီးဆိုင်ငယ်ဝယ်ယူတဲ့အခါပြရတဲ့ဇီရန်နဲ့တန်မဲ့ရေတွေကောင်းတာကိုလိုက်ရှာနေတဲ့7340ကျော်ကနေ7340ကျော်ရှိတဲ့ဘင်းကြီးဆိုင်ငယ်တွေကိုတနင်္လာနေ့စုံကြည့်ရှုဝယ်ယူခြင်းနဲ့ဆိုရင်ရန်ကုန်တိုင်းမော်ဘီမြို့ရန်ကုန်ပြည်လမ်းမကြီးဘေးစပ်ပလိုက်မှတ်တိုင်နဲ့စချောင်းမှတ်တိုင်ကြားကကုမျိုးဝင်းဆိုင်ငယ်ရှုံးလုံးရှိနေတယ်ဆိုတာလမ်းညွှန်ပေးလိုက်ပါစေမန္တလေးမြို့58လမ်း130နဲ့130အီကြားမှာလဲကုမျိုးဝင်းဆိုင်ငယ်ရှုံးလုံးထက်ရှိသေးတယ်ဆိုတာထပ်မံလမ်းညွှန်ပေးပါစေဒီဗီဒီယိုရဲ့ screenshot ကိုပြပြီးဝယ်ယူမယ်ဆိုရင်မတူ နစ်ခဲဆိုင်ကချစ်တူမိတ်ဆွေတွေကိုစေးပို့လျှော့ပေးသွားအောင်ပါပါအားလုံးကျေးဇူးတင်ပါတယ်နောက်ပြည်တီမှာလည်းမော်ဒနစ်ခဲဆိုင်ကချစ်တူမိတ်ဆွေတွေအတွက်ချန်တော်ကျိုးရှိစေမယ့်အကြောင်းအရာတွေကိုထပ်မံမျှဝေပေးတော့ပါဦးမယ်